န်သမ္မတဒေါ်နယ်ထရမ့်ရဲ့ဒုက္ခသည်လက်ခံနေမှုနဲ့ပတ်သက်လို့ဂျပန်90ဆိုင်ကထားမှုဟာမြူးတယ်လီကမိသားစုဝင်6ဦးရှိတဲ့အသင်းတော်ဆရာတော်တောင်ပီရိုရဲ့အမေရိကန်ကိုအခြေချခွင့်တတိယအိမ်မက်ဝေဝါးလာနေပါရီအမေရိကန်သမ္မတကနေအခုလိုဒုက္ခသည်ခေါ်ယူမှုမဆိုင်ငံခဲ့ဖို့ဆိုရင် US ကိုပြီးခဲ့တဲ့မလမကုန်ခင်ကသွားနိုင်ဖို့အတွက်လိုအပ်တဲ့စာရွက်စာရနဲ့တင်နန်းတက်ချင်းအပါဝင်ကျူတင်ပြင်ဆင်မှုအလုံးလေးပါကိုဆရာတောင်ပြီးတော့မိသားစုလှုပ်ထားပေးပါပြီ။ นาไวเซนปีลมองสวกกิกไตเซงลุงซิมเบลอานุนตาฮักสัตมันินนามานาเกษานุนตาฮักสันมันินนาเกษาไอ้ทรงนี้นะกุมพีเตนัสเซปิมอกไอ้เจ้ามังมาเอลัมปันเอเป็นอ่าอังมอียมนาลามีงามมีเลยมาห้ไลที่ไปนั่นเองนะมีงามมีเลยมาห้ไลเชียกี่ายสุดตักเตะตอมนาเปอร์เซนต์ตรงมาเลยว่ากี่ยงเกี่ยงนั่นเองผมกี่ยิชีโตอ่าทุเห็นนามาตะเกะเนี่ยมันจีนีมาเัาบ้านเขยเป็นเนี่ยเลยชีโตอ่า နော်မတော့စာတော်မီတို့ဟာချင်းမီနဲ့တီးတိမ်မြုံနဲ့ဈေးရတရွာကဖြစ်ပါရီတတိယနိုင်ငံအိမ်မက်အတွက်2011ခုနှစ်ကလေးကအိန္ဒိယနိုင်ငံနယူးဒယ်လီမြို့ကိုဒုက္ခသည်အဖြစ်ရောက်လာတာဟာအခုဆိုရင်14နှစ်ရှည်သွားပါပြီအခက်ခဲပေါင်းစုံကြားကနေစောင့်ဆိုင်လာခဲ့ရပြီးမှတတိယနိုင်ငံကို အခြေချဖို့လက်တကမ်းအလိုမှာဒုက္ခသည်ခေါ်ယူရေးဆိုင်ငံ့ခံလိုက်ရတာပဲဖြစ်ပါရီဘယ်လုံးလိုက်စနာပင်နဲ့ဟိလေဒီမှာ คุมพีนะอันนิวสองเอียดตักเตะคุมพีนะฮีรีฟิวจีตุกิไซเป็นขัดทุมจีนี่มั้งนิสองควายส่งเอ็นอ่าคิปว่าตัวดิ้งจีเห็น ตัวคีดจังกี่องกี่ดิ้งอ่ะอ่ามีงลำบันลำเอ็นฮีฮีพอดอินกองกำเสียฮิมันเนี่ยกองกำเสียฮิมันฮะเชีาเชยในดิ้งเบลอ่าลุงเสียมาเบลมีงลำเบลโลบพอดมั้งเอ็นคุมพีนส่งข้าก็ฮีฮังอ่ะอ่า အမန်ဇုံ view ရေးတဲ့လောကခါခေ hello chipen အာထူတတုံလတုံတုံဆိုတာအဲချန်ငနာကေမောမအင်တို့ချန်ကအာသူငယ်နာမတော့စက်နာပန်တဲဇုံတဘာအာငါတို့ဟိတဲ့ and ကျော်လံပနိနကန်ဆမ်နော်ဟိဇောမအမေရိကန်အစိုးရရဲ့ဒုက္ခသည်ခေါ်ယူရေးဆိုင်နှက်ထားမှုဟာစာတောင်ပြီးတော့မိသားစုအပေါ်သာ ထိခိုက်တေရောက်မှုရှိနေတာမဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံနယူးဒယ်လီကချင်းဒုက္ခသည်တွေအများပြားဟာလဲသူတို့လိုပဲအခက်အခဲတွေကိုရင်ဆိုင်ကြုံတွေ့နေကြရပါတယ် US ကိုရပ်ပိုင်းအတွင်းသွားရောက်တော့မှဖြစ်လို့ဒုက္ခသည်မိသားစုတွေဟာသူတို့ရဲ့အလုပ်ကနေနှုတ်ထွက်လိုက်တာဈေးဆိုင်ခန်းတွေရောင်းချလိုက်တာအငှားအင်ခန်းတွေပြန်အပ်တာတာသမီတွေကိုချောင်းကနေနှုတ်ထွက်ခိုင်းလိုက်တာစုဆောင်းငွေကြေးတချို့ကို US သွားရင်လိုအပ်မဲ့ပစ္စည်းတွေဝယ်ယူလိုက်တာနှုတ်ဆက်ပွဲတွေကျင်းမာတာအပါအဝင်ဇိုတင်ပြင်ဆင်မှုတွေကိုလည်းအများအပြားလုပ်ထားကြတာပါ ဒါပေမဲ့ရက်ပိုင်းအတွင်းမှာပဲအခြေအနေတွေကတစက်ချိုးပြောင်းလဲသွားပြီးအတီတကျအခြေအနေကနေမတီးမငင်မှော့တွေနဲ့အဆကနေပြန်လုံနေရပါတယ်။ဒီလိုရုပ်တရက်ခင်းစဉ်ဖြတ်သိမ်းခံလိုက်ရတာကရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာထိခိုက်နေကြရတယ်လို့ဆရာတောင်းပြီးကပြောပါတယ်။ခီးစဉ်ဖြတ်သိမ်းခံရသူအများဆုံးဟာမြို့တလီမှာဆယ်စုနှစ်ချင်းနေထိုင်လာခဲ့ကြပြီးတော့ UNHCR ရဲ့ Resettlement Assistance နဲ့ American ကိုသွားရမဲ့သူတွေ Welcome Coast နဲ့ US ကိုအခြေချခွင့်ရသူတွေဖြစ်ကြပါတယ်။မြူတယ်လီမှာချင်းအပါဝင်မြန်မာစစ်ဘေးရှောင်တပေါင်းစုံနေထိုင်ကြပြီးအဲ့ဒီထဲမှာ3000ဝန်းကျင်ကသာ UNHCR ကတ်ကိုကင်ဆောင်ထားကြပါရီဒီရက်ပိုင်းအတွင်းမှာအိန္ဒိယရဲတွေကလည်းအထောက်အထားမရှိတဲ့မြန်မာတုတ်ခါသေးတွေကိုဖျားချောင်းတွေမှာစစ်ဆေးမင်းမြန်းတာအထောက်အထားမရှိရင်နေရပြန်ဖို့မယ်ဆိုတဲ့ချင်းချောက်ကြုံးစုံမှုတွေလည်းရှိနေတာပါ တစ်ဖက်မှာလည်းမလေးရှားနိုင်ငံကိုရောက်ရှိနေကြတဲ့ချင်းဒုက္ခတဲ့ထောင်ကြီးဟာလည်းအမေရိကန်နိုင်ငံမှာအခြေချနိုင်ဖို့ကြိုးပမ်းနေကြတာဖြစ်ပြီးအဲ့ဒီခြေကတချို့ကလည်းဒုက္ခတဲ့ဝင်းရောက်ခုံလုံးခွဲအစီအစဉ်တွေရာရေးဆိုင်ကခံထားရပါတယ်။အဲ့ဒီခြေမှာ2008ခုနှစ်ကတည်းကဒုက္ခတဲ့ကရရှိပြီး US မှာအခြေချနိုင်ရေး18နှစ်ကြာကြိုးစားခဲ့တဲ့မလေးရှားကချင်းဒုက္ခတဲ့မတ်လီလီလေးပါဝင်ပါရီ Welcome Cups အစီအစဉ်နဲ့ American နိုင်ငံကို February လ3ရက်မှာတွားရမှာဖြစ်ပြီး တပတ်ခန့်အလိုမှာဆိုင်ငံ့ခံခဲ့ရတာပါဟုတ်အင်ခန့်ကြတော့မအဲ့ရသေးဆိုတော့ဆက်နေလို့ရတယ်ဒါပေမဲ့အလုတ်ကလည်းအာအကြီးအလုတ်မှာတော့ပြန်လွတ်လို့ရတယ်တတိယလည်းဟိုဆိုင်ကလူချက်မခေါ်သေးဘူးလူချက်မခေါ်သေးဆိုတော့မျက်နှာငယ်ငယ်နဲ့ပေါ့ပြန်ပြန်လွတ်ပြန်လွတ်ရတယ်ဒါပေမဲ့ဟိုသုံးလဆိုင်ကနေဆိုတော့ကိစ္စသုံးလပြီးရင်လည်းဘယ်လိုလာမလဲမသိဘူးအခုကအာရှင်းရှင်းပြောရင်တော့စိတ်ထဲမှာလေဟို တိတ်ပြုံးမတိချာတော့ယုံလဲမယုံရှင်တော့ဒီမျောလင်းချက်အာအကြီးကြီးထားပြီးမှဒီလိုမျိုးလမ်းဆုံးအာဘောတော့ပန်းတိုင်ရောက်ခါနေမှဒီလိုဖြစ်တယ်ဆိုတော့ဆက်စီးဆက်ပြီးတော့လေအင်းတည်င်းထူးရှိမယ်ကို့အတွက်ကောင်းတယ်တက်လန်းပေါ့ဒီလိုမျိုးသွားနောက်ထပ်သွားနိုင်တဲ့ခွင့်ရင်ရှိလာဖို့ဆိုရင်ဟိုကတိတ်ပြုံးမမျောလင်းရဲ့ဘူးခုခုပေါ့အဲ့လိုမျိုးအရင်မျောလင်းလို့ရှိရင်လည်းဖြစ်မှာလာရင်လည်းကိုလည်းဒါ အဲစိတ်စင်းရတယ်လေတော့အဲစိတ်တက်ကြတာပေါ့နော်အဲဒါကြောင့်အခုနအခုကတော့သူတို့ခေါ်ချိန်တဲ့ချိန်ခေါ်ပါစေဆိုပြီးတော့ဒီတိုင်းပဲစိတ်ဖြီးပြီးတော့အာနေရတာပေါ့နော်သူတို့ကအဲ့လိုမျိုးအကြောင်း3လလောက်နောက်မှတည်င်းထူးရှိရင်တော့အကြောင်းကြားမယ်လို့ပြောတာပေါ့နော်အဲ့ဒါနဲ့ကိုကပြင်ဆင်ထားတာလည်းအချိန်မနည်းဘူးဆိုတော့စက်ခွန်16နှစ်လောက်အာပြည့်စက်ထားတဲ့အချိန်လည်း မနေဘူးလေမလေးရှားမှနေတာလေသူများနိုင်ငံမှနေတာတော့တည့်တဲ့အတိုင်းပဲတတော်လေးကိုဒုက္ခရောက်တယ်အခုချိန်ကျမှသွားခါနေမှဒီလိုထပ်ဖြစ်တယ်ဆိုတော့အရန်လည်းစိတ်ထိခိုက်တယ်အာတတော်လေးကိုစိတ်တက်လဲကြတယ်မနိုင်ပြောရင်တော့ဒီလောက်အေဂျင်လကုံလို့မှအเจ้าမထိုးရင် UN ကစုံစမ်းရေးဌာနမှာပေးနိုင်ငံကိုပို့ပေးမလဲဆိုတာမေးမြန်းပြီးအကူငယ်တောင်းကြည့်မယ်လို့အမေရိကန်ကိုဒုက္ခသည်ခုံလုံခွင့်ဆိုင်ငံ့ခံထားရသူတွေကပြောပါတယ် မလေးရှားမှာချင်းလိုမျိုး၈000ကျော်ရှိနေပြီး2000ကျော်ဟာ UN ဒုက္ခသည်ကကင်ဆောင်ထားကြသလိုတတိယနိုင်ငံသွားနိုင်ရေးကိုအများစုကရည်မှန်းထားကြပါတယ်။လက်တလောဆိုင်ငံခံတိုင်းရတဲ့မလေးရှားချင်းဒုက္ခသည်အရေးအတက်ကိုအတိအကျမသိရပေမဲ့ယာကြည်ရှိနေတယ်လို့မလေးရှားရောက်ချင်းအရေးဆောင်ရွက်နေသူချင်းဒုက္ခသည်တွေကခံမှန်းထားကြပါတယ်။မလေးရှားကချင်းဒုက္ခသည်တွေရဲ့အရေးဆောင်ရွက်နေတဲ့ ချင်းဒုက္ခသည်များမဟာမိတ်အဖွဲ့ ARC ဥက္ကဋ္ဌ James Boy ထောင်ပြီးကတော့ဒီအခြေအနေနဲ့ပတ်သက်ပြီးအခုလိုရှင်းပြထားပါသည်အဲ့ဘောဒါတော့သူတို့ UN ကနေဒီလိုပုံစံသူတို့ကိုက်တွေ့သွားမလို့ဆိုတော့ပဲဆောင်းချီအောင်သူတို့ case ကို yes နဲ့ပြန်ယူပြီးတော့အာတခြားနိုင်ငံခေမလာတော့မဟုတ်ဒီတိုင်းပဲ US ကပြန်ဖွင့်တဲ့ချီပြတော့ဆောင်းဖိုင်မလာဒါတော့ finish ဆေးဆုံးဖြစ်ချက်ပေါ်မှာဆိုင်တော့မှာပေါ့နော်ဘာသူတို့က intro 3 file အားလုံး US ကိုရောက်ပြီးမှ သူကဒီဒုက္ခတဲ့ file အလုံး USA ရောက်ပြီးမှဆိုင်ငံထားတာဖြစ်တဲ့အတွက်ဒီ file က USA အစိုးရဒီ human human department မှာရှိမှာပေါ့နော်ဆိုတော့အဲ့ဟာကိုရန်ကနေပြန်တောက်မလားတော့မဟုတ်ဒီတိုင်းပဲအဲ့ဒါသူတို့ပဲဆောင်ခိုင်းမလားပေါ့နော်အဲ့သူတို့သူတို့ပဲဆောင်ခိုင်းမှာဆိုရင်လေးနှစ်လောက်ကြာသွားမှာပေါ့နော်ဆိုတော့အဲ့လိုပုံစံတော့ရှိတယ် တတိယနိုင်ငံကို အခြေချနိုင်မှမြန်မာနိုင်ငံကစစ်ပွဲတွေအကြားထားခဲ့ရတဲ့မိဘဇနီးနဲ့သားသမီးတွေကိုပြန်ခေါ်နိုင်မဲ့ချင်းဒုက္ခတွေရှိနေပြီးတော့အလင်းအမြန်ခေါ်နိုင်ဖို့ကြိုးစားစီချင်ကြပါရည်။ဆိုင်းငံ့ကုံလာကိုစောင့်စားပြီးရင်ပြည်ပကချင်းဒုက္ခတွေရဲ့အနာဂတ်ဟာဘလို့အခြေအနေဖြစ်လာမလဲမသိရသေးပါဘူး။အမေရိကန်ကိုတောက်ခွင့်မရခဲ့ရင်တခြားဥရောပနိုင်ငံတွေဖြစ်တဲ့ဩစတြေးလျ၊ဂျင်သစ်စတဲ့နိုင်ငံတွေကိုပို့စီချင်တယ်လို့သူတို့ကပြောပါရီ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ဒုက္ခသည်ခေါ်ယူရေးမော်ဝါရာရက်60ဆိုင်းငံ့ထားမှုနဲ့ပတ်သက်လို့အိန္ဒိယနဲ့မလေးရှားကချင်းဒုက္ခသည်တွေဟာမရေရာမသေးချာမှုတွေနဲ့စောင့်ဆိုင်နေကြရသေးဖြစ်ပါရဲ့ရှင်။